မင်္ဂလာပါခင်ဗျာဆိုတော့ကျွန်တော်တင်နန်းသားတွေအနေနဲ့ Zoom class မှာတက်တယ်ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်တင်နန်းကိုစွန့်အောင်တဲဖို့မရခဲ့တဲ့အကိုကြီးတို့အမကြီးတို့အတွက်ကျွန်တော်တင်နန်းသားတွေအတွက်ဒီနေ့အထူးလက်ဆောင်လာပေးတာဖြစ်တယ်ကျွန်တော်တင်နန်းကိုတက်ဖို့မသာဒီအခွင့်အရေးကိုရမှာဖြစ်တယ်ပေါ့နော်လက်ဆောင်ရမှာဖြစ်တယ်ဆိုတော့ဘာလို့ဆိုလို့ရှိရင်အကိုကြီးတို့အမကြီးတို့တက်ခဲ့ကြတဲ့တင်နန်းခိုင်းစကားပြောတည်တန်းစာမကျရတဲ့နေ့စနေအတန်း အခုဆိုလို့ရှိရင်ဗီဒီယို class အနေနဲ့ဖွင့်တာဖြစ်တယ် Zoom class မှာဒီတန်းမှာအရှင်မရလို့မတက်ခရဘူးနောက်တန်းကိုတက်ဖို့စားနေပြီမှာအရှင်မရဘူးဆိုလို့ရှိရင်ဝမ်းတာလိုက်တော့ဒါပေမဲ့ကျွန်တော်သင်တန်းတက်ခင်မှာမဟုတ်ဘူးသင်တန်းလိုင်းဟုတ်တော့မဟုတ်ဘူးဆိုတော့ဗီဒီယို class ကိုကျွန်တော် lesson လာပေးတာဖြစ်တယ်ဒီချက်နားထောင်မယ်နော်ကျွန်တော်အခုဖွင့်ထားတဲ့ဗီဒီယို class ဟာအသေးစက်စက်2026 version နဲ့ဖွင့်ထားတဲ့ဗီဒီယို class ဖြစ်တယ်ပုံစံနှစ်မျိုးရှိတယ်ပထမတာမန်ရိုးရိုးဗီဒီယို class ဖြစ်တယ် ဲ့ဒီတန်းကိုဆိုလို့ရှိရင်ဘိုင်း900နဲ့သင်တန်းအားမှာဖြစ်တယ် special video class ကကြာတော့ကျွန်တော်ငွေစုံမှုတွေပုံများပြီးတော့မှသင်တန်းကြီးဘိုင်း900ရှိတယ်ဒါပေမဲ့ကျွန်တော်သင်တန်းကိုအဲ့လိုတက်ခိဖို့တဲ့သင်တန်းသားတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဘတ်300တင်းနဲ့ favorite group join queen ပေးမှာဖြစ်တယ်ဖြတ်ပြုံးမယ်နော်ဘတ်300တင်းနဲ့900တန်းကိုဘတ်300တင်းနဲ့ရသက်ပံလေးလာနေလို့ရအောင်ကျွန်တော်ပြန်ပြီးတော့လက်ဆောင်အနေနဲ့ပေးတာဖြစ်တယ်ဆရာအကိုကြီးတို့မှာယူအနေနဲ့ တင်းထဲနဲ့တက်ခရရတဲ့ဇုံတင်တဲ့ဒါပေမဲ့တင်းထဲကောင်းလာပြီးပြီမဲ့လို့အရှင်မရတော့ထက်တဲ့ဖို့လည်းမရဘူးပြီးလို့ရှိရင်လစ်လာဖို့လည်းအရှင်မရှိဘူးဆိုလို့ရှိရင်အခုအရန်ကောင်းတဲ့တည်င်းကောင်းပါတင်းထဲလာရလို့ရတယ်ပြီနော်စတာပါတင်းထဲအဲ့ဒါမဟုတ်ပါဘူးကျွန်တော်တို့အခုနောက်ကျွန်တော်ပြောခဲ့တဲ့လိုမျိုးဘက်သုံးရတဲ့ဂရူဂျန်ကွင်းရချင်းတယ်ဆိုလို့ရှိရင်မိမိတို့အနေနဲ့ ကျွန်တော်တင်နိုင်အောင်အတုံကရခဲ့တဲ့တင်နာတဲ့နံပါတ်ပါတယ်ပြည်စာလေးကိုပေးမှာပို့လဲယူနေကျွန်တော်တို့ထင်ကားကလေးတွေသွားပြီးတော့မှဂရုကျန်ခွင့်ပေးမှာဖြစ်တယ်။အကိုကြီးတို့မိုင်တို့နဲ့ရာသက်ပန်လေးစာလေးလာလေးလို့ရမယ်။ကိုတဲထားခဲ့တဲ့သင်ခန်းစာတွေကိုလေးပြန်ပြီးတော့လေ့လာခွင့်ရမယ်ဆိုလို့ရှိရင်အရင်ကုတယ်ပေါ့နော်။ဒါလေးကိုလာပြတာပါ။အထူးလဲဆောင်နေနဲ့နော်။တင်နန်းသားအကိုအမတွေပဲရမယ်လဲဆောင်နော်။ဂျန်တဲ့သူတွေတရားဝင်ရမှာမဟုတ်ဘူး။ Okay ကျေးဇူးတင်ပါတယ်ခင်ဗျာ။